ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒီပွဲပြီးရင်တေးသားပေါ်ချန်ပီယံခပ်တ်လူပွဲထိုးရမှာပါလို့ကြုံဝလိုက်တဲ့ Joshua Van နဲ့ Joshua Van နဲ့ ESPN တို့ interview ကအချက်လက်အချို့ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မဂုံဆောင်ဖိုင်တယ်လေဂျိုရှွာဗန်ဒီနေ့မနက်မှာပဲ Las Vegas ကို ရောက်ရှိလာပါပြီ။ဗန်ဟာရောက်ချင်းမှာပဲမီဒီယာတွေနဲ့အင်တာဗျူးတွေတောက်လျှောက်လုပ်ဆောင်နေပါတယ်။ ပြည်သက်ချိုးနဲ့လည်းတွေ့ဆုံပြီးလက်မရေးထိုးတာတွေပြုလုပ်ပေးနေပါတယ်။ဖန်ကလာမဲ့တနင်္ဂနွေနေ့မနက်မှဆိုရင်ရင်ခုံစရာပွေးတဲ့ဘွဲကိုထိုးသက်သွားရတော့မှာပါ။ Flyweight တန်းရဲ့ number 1 contender နေရာမှာရက်တည်နေတဲ့ American Fighter Brandon Rivera နဲ့အပီပင်ကိုစော်ကြတော့မှာပါ။ပြိတ္တအများစုကဖန်ကို Brandon Rivera ထက်ပိုသဘောကျနေတာတွေ့ရပါတယ်။ထို့ပေမဲ့အချို့ပြိတ္တတွေကတော့အတွေ့အကြုံနဲ့ ranking ကဟမှုတွေကြောင့်ဒီဒီချိန်မှာဖန်ကထင်သာသလိုလုံးပြနိုင်မှာမဟုတ်ဘူးလို့ပြောဆိုနေကြပါတယ်။ ဓာရီကိုဖန်ကခယူမဆိုင်ပါဘူးသူပေတာပေါ့နိုင်မှာပဲလို့အပြည့်အဝယုံကြည်ချက်ရှိနေပါတယ်ဖန်ကတော့ဒီပွဲမှာ Brandon Rival ကိုအနိုင်ပေးတာနဲ့တေတာပေါ့ချန်ပီယံခပ်လူပွဲထိုးသက်သွားမယ်လို့ဆိုပါတယ်ဒါပြင်ဖန်ဟာ UFC 317ပြိုင်ပွဲမှာသူ့ရဲ့ပွဲပြီးရင် Main Event နေရာမှာထိုးသက်မယ် Flyweight and Champion လူပွဲကိုတန်စကာဝိုင်းအပြင်ဘက်ကနေကြီးနေမယ်လို့အခုလိုမျိုးပြောဆိုသွားခဲ့ပါတယ်ကျွန်တော်ရဲ့နိုင်ပွဲပြီးရင်ကျွန်တော်အတက်ကန်ဝိုင်းမင်းမှာအဲ့ဒီပွဲကိုထိုင်ကြည့်နေမှာပါ ဘသူနိုင်နဲ့နိုင်နဲ့ကောင်နဲ့ကျွန်တော်တွေ့ပါမယ်ဆိုပြီးဂျော်ရှွာဘန်ကယုံကြည်ချက်အပြည့်နဲ့ဂျုံဝါသွားခဲ့တာဖြစ်ပါတယ်ဒါပြင်ဖန်အားဒီပွဲမှာဖိအားတစုံတရာမရှိတဲ့အကြောင်းကိုလည်းအခုလိုမျိုးထပ်မံပြောဆိုသွားခဲ့ပြန်ပါတယ်။ဖိအားကကျွန်တော်မှမရှိပါဘူး။ Brandon Rivera မှာပဲရှိတာပါ။ကျွန်တော်ကအရင်ကတည်းက၃ရက်တပတ်အဲ့လိုတွေနဲ့လူသားထုတ်ဝင်ကစားပေးခဲ့ဘူးတာတွေရှိပါတယ်။အဲ့ဒီပွဲတွေမှာလည်းကျွန်တော်နိုင်ပွဲပုံဖော်နိုင်ခဲ့တာပဲလေ။ ဒီဒီချိန်မှာကျွန်တော်ရင်ဆိုင်ထိုးသက်ရမယ့် fighter ကခက်ခဲတဲ့ပြိုင်ပွဲဆိုတာကျွန်တော်လက်ခံပါတယ်။သူ့ပြင်မှာကျွန်တော်သူ့ကိုမကြောက်ပါဘူး။စိတ်လဲမဝင်စားပါဘူး။တေးသားဖို့ကျွန်တော်သူ့ကိုနိုင်ပါတယ်။ကျွန်တော်ဝေးချတဲ့အပိုင်းတွေမှာလည်းအဆင်ပြေပါတယ်။ပြိသက်တွေနေနဲ့မကြခင်မှာပွဲချမ်းတစ်ပွဲကိုမြင်တွေ့ရမှာပါလို့ချင်း fighter လေးကပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ဒါပြင် fan အ Brandon Rivera နဲ့ပတ်သက်ပြီးတော့လေအခုလိုမျိုးထပ်မံပြောဆိုသွားခဲ့ပါတယ်ကျွန်တော်သူ့ကိုတေချာလေ့လာထားပါတယ် ူကတကယ်ကောင်းတဲ့ fighter တယောက်ပါ striking မိုင်းမှာလည်းကောင်းပါလိမ့်သူကကျွန်တော်လိုမျိုးပဲပြိုင်ဘက်တွေကိုဖိအားပေးပြီးကစားတတ်တဲ့ fighter ပါကျွန်တော်နဲ့သူနဲ့ကြားမှာဘသူကအကောင်းဆုံးပုံစံချပြနိုင်မလဲဆိုတာပွဲထိုးတဲ့အချိန်မှာစောင့်ကြည့်ရမှာပါပိတ်သက်တွေနေနဲ့ကျွန်တော်တို့ပွဲလာတဲ့အချိန်နဲ့မျက်တော်မခတ်ပဲစောင့်ကြည့်နေကြပါတိတာတာကတော့ပိတ်သက်တွေအကြိုက်တွေ့စေတဲ့ပွဲကြံတွေပဲဖြစ်လာမှာပါကျွန်တော်ဖြစ်နိုင်ရင်ဒီကောင်ကိုပွဲသိမ်းပြမှာပါပိတ်သက်အားလုံးစောင့်ကြည့်အားပေးကြပါအောင်ဆိုပြီး ချင်းဖိုင်တာလေးကပြောဆိုသွားခဲ့တာဖြစ်ပါတယ်ဘရန်နန်ရိုက်ဘက်ကိုနိုင်မယ်ဆိုပြီးအပြည့်အဝကိုယုံကြည်ချက်ရှိနေတာတွေ့ရပါတယ်။ဖန်ဟာအရင်ပွဲကဘောနပ်ဆရာသင်ခဲ့ပေမဲ့မရခဲ့ကြအောင်သူ့ရဲ့ဘောနပ်ကိုခေဗင်ဟော်လန်ကလုသွားတယ်လို့ဟာသနှော့ကပြောဆိုသွားပါတယ်။ဒီဒီချိန်မှာတော့သူ့အနေနဲ့နိုင်ပွဲတွေမကပဲဘောနပ်စုကိုပါစုခူးသွားမယ်လို့ယုံကြည်ချက်ရှိနေကြအောင်ဂျိုရှွာဗန်ကထပ်မံပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။ဖန်ဟာဒီပွဲအတွက်တကယ်ကိုအပြည့်အဝယုံကြည်ချက်ရှိနေတာတွေ့ရပါတယ်။ ဖန်ရဲ့မျက်လုံးတွေထဲမှာလည်းသူတကယ်ကိုနိုင်မွေးပုံဖော်နိုင်မယ်သူ Brandon Rival ကိုနိုင်နေဆိုတဲ့ယုံကြည်ချက်မျိုးကိုတွေ့နေရပါတယ်ဖန်ဟာ၃ပတ်နဲ့လူစားတော်ဝင်ကစားရတာဖြစ်တယ်ဆိုပြီးကြောက်ရွံ့နေတာမျိုးလည်းမရှိပါဘူးသူအနေနဲ့လေ့ကျင့်ပြင်ဆင်နေအများကြီးရတယ်လို့သူကိုယ်တိုင်တွက်ဆထားတာပါဒါကြောင့်မလို့ဒီပွဲကတကယ်ကိုကျန်းတဲ့ပွဲကျန်းတဲ့ပွဲဖြစ်လာမှာပါကျွန်တော်တို့ချင်းဖိုင်တာလေးအနေနဲ့ Brandon Rival ကိုသာအနိုင်ပြလာနိုင်ရင်နောက်ပွဲကသူလိုချင်နေတဲ့ချန်ပီယံခပ်လူပွဲကြီးပဲကျင်းပြီမှာပါ ။အားကြောင့်လဲဆိုတော့ဘလူဖိုင်တာမျိုးကိုအလံပြထားပြီးဖြစ်တဲ့အပြင်ဂျော်ရှွာမန်ရဲ့အနောက်မှာမြန်မာပရိသတ်အင်အားဘလောက်များလဲဆိုတော့ UFC ကကောင်းကောင်းကြီးသိနေပါပြီ။ဒါကြောင့်မလို့ဖန်ရဲ့ပွဲတွေဆိုရင်သူတို့ကတကူတကားနဲ့ကို posting ရေးသားလေးရှိပါလေ။ဖန်ရဲ့ post ကိုတင်လိုက်ရင် social media မှာ engagement တွေကထိုးတက်နေတာပါ။ Joshua Van ကိုမြန်မာပြည်သက်တွေဘလောက်အားပေးလဲဆိုတာသူတို့ကောင်းကောင်းကြီးသိပါလေ ဂျိုရှွာဘန်ကိုချန်ပီယံလူဝဲသာတည်ပေးလိုက်မယ်ဆိုရင်ပရိသတ်အများစုကစိတ်ဝင်စားမယ်ဆိုတာသူတို့ကကောင်းကောင်းကြီးသိထားပေးတာပါဒါကြောင့်မလို့ဒီပွဲအရေးကြီးလက်ကပဲမူတည်တာပါဖန်နေတဲ့ဒီပွဲမှာနိုင်ပွဲပုံဖော်နိုင်ခဲ့ရင်လာမယ့်ပွဲကဖန်အတွက်ချန်ပီယံလူပွဲမျိုးဖြစ်လာမှာပါ UFC 317ပြန်ပွဲရဲ့ကိုမိန်အီဗန့်နေရာမှာ Flyweight နဲ့ချန်ပီယံလူပွဲဖြစ်လက်ရှိချန်ပီယံ Alexander Pantoja နဲ့ Kain Kara France တို့ကရင်ဆိုင်ထိုးသက်သွားကြမှာဖြစ်ပါတယ် ဲ့ဒီပွဲစဉ်မှာအနိုင်ရတဲ့ fighter Joshua Ben နဲ့တွေ့ဖို့အလားအလာကြီးများနေတာပါလက်ရှိအချိန်မှာပြည်သက်တော်တော်များများကတော့လက်ရှိချန်ပီယံအလက်ဇန်ဒါပန်တိုဂျာကပဲအနိုင်ရသွားမယ်လို့ထင်ကြင်ပေးနေကြပါတယ်။ဘလို့အခင်းကြီးနေဖြစ်လာမလဲဆိုတော့လပ်တင်းငွေနေမနဲ့မှာစောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ။ဘိုကီတိုင်းတွေကတော့လက်ရှိအချိန်မှာဂျောရှွာဘန်ကိုအထက်ကြီးပေးလိုက်ပြန်ပါပြီ။အထက်ကြီးကတော့အရင်ကွာဟလွန်လာမျိုးတော့မဟုတ်ပါဘူး။ဂျောရှွာဘန်ကို1.8စနဲ့ပေးထားပြီး ် Brandon Rive ကို1.982နဲ့အောက်ခြေပေးထားပါတယ်။အစက Joshua Van ကို Bogie တိုင်းလေးကအောက်ခြေပေးထားတာပါ။လက်ရှိချိန်မှာတော့ Joshua Van ကိုအထက်ခြေပြန်ပေးထားပါတယ်။ပေးထားတဲ့ကြေးရလဲရန်ကြီးကွာဟလုံးနေတာမဟုတ်တဲ့ကြောင့်မလို့ဘသူနိုင်မလဲဆိုတာသူတို့တော့သိချတွက်ဆလို့မရဘူးဆိုတဲ့ပုံစံဖြစ်ပါလိမ့်ဖန်နေနဲ့ဘလိုခင်းနေသိဆောင်လာမလဲဆိုတာစောင့်ကြည့်ရမှာပါ Brandon Rival ကိုလည်းဖန်ကလုံးဝ short တွတ်မထားပါဘူးသိတာကတော့ဒီပွဲကတကယ်ကိုကြည်ကောင်းတဲ့ပွဲချင်းဖြစ်လာမှာပါ ဂျောရှွာဘန်ပါဝင်ထိုးသတ်မဲ့ UFC 317ပြိုင်ပွဲကို UFC ကလာမဲ့တင်းငွေနေနဲ့မနက်၄နာရီခွဲမှာစတင်ကျင်းပသွားမှာဖြစ်ပါတယ်။မင်းကပွဲစဉ်လေးကိုတော့မနက်၈နာရီခွဲမှာစတင်ကျင်းပမှာဖြစ်ပါတယ်။ဖန်ရဲ့တွဲဆိုင်ကိုတော့ကျွန်တော်တို့ပြည်သက်တွေနေနဲ့မနက်၈နာရီခွဲဝင်းကျင်မှာကြည့်ရပွဲရှိနေပါတယ်။ကျွန်တော်တို့ချင်းဖိုင်တာလေးနေနဲ့လည်းအကောင်းဆုံးနိုင်ပွဲတစ်ပွဲရရှိပြီးသူလိုချင်နေတဲ့ချန်ပီယံခပိုက်ကြီးစီနီကပ်ပါစီလို့ဆန္ဒပြုပါတယ်ခင်ဗျာ။ဖန်ရဲ့ပွဲချုပ်အင်တာဗျူးတွေကိုလည်းထပ်မံတင်ဆက်ပေးပါဦးမယ်ခင်ဗျာ။ ဒီကနေ့အတွက်တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်မင်းတွေကလည်း MMA လောကနဲ့အကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရတဲ့ subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာ။အားလုံးပဲသာရဲ့ပျော်ရွှင်မှုကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။